ဝေးတော်ရဲ့နာကမှာကဘာမီယာလူသားရဲ့ပြည်စင်မှုတွေရှားဖြေးဖြေးဒေဆုံးလာပြီးလူတွေကထွက်ပြေးဖို့စရာထက်တဲ့နေရှားတယ်။ဒီနေ့မှာအင်ဂါဂျူနာမှာအေယာမအလင်းရောင်ဆလုံးတွေရုပ်တွေပေါ်လာတယ်။ဒါကြောင့်အာသာယင်မုချဦးကိုအာခီလီလို့ခေါ်တဲ့အာကာသာယင်နဲ့စုံစမ်းဖို့စီလိုလိုက်တယ်။ရှစ်လပတ်လုံးကြီးမှာဖွဲ့သားတွေကအိတ်ဆဂျင်နဲ့ရှိနေကြတယ်။ကာလာဇရိတ်မိသမီကသူ့သမီးနဲ့ကာမတော်ဆာမူကဒေဆုံးသွားတဲ့သူ့အမေကြောင့်အိမ်မက်တွေမက်နေတယ်။ဆလုံးကိုရောက်ဖို့ရှင်းနိုင်ပေးကျွန်တော်တို့ခါမှာဖွဲ့သားတွေနှုတ်လာကြတယ်။ ခါရကရိုဘင်စ်ရဖွေတာအိတ်ဆက်ချင်းဖမဆောင်ချင်းခန်းစားရကြောင်းဆက်လို့ရှာတာကိုသတိထားမိပြီးအနားယူဖို့ကြံပေးဒါပေမဲ့ရိုဘင်ကသူ့ရဲ့နောက်လိုက်အများကြီးနဲ့အသွေးချုံကိုဘလော့မှာရေးဖို့ရွေးချယ်တယ်ပြီးတော့ခါရကတမှုဖောင်းနဲ့တွေ့ပြီးဆက်လုံအကြောင်းပေါ်သည်ဟုအာကတရင်ရဲ့ AI နဲ့စကင်ဖတ်ကြည့်ပေးမယ်ဘာမှမတွေ့ရဘူးခါရကပြန်သွားတဲ့နယ်လို့ထင်ပေမဲ့ဖောင်းကမရှင်ကိုဆက်လုပ်ဖို့ဆုံးဖြတ်တယ်ခဏကြာမှတော့ခါရကသူ့မိရဲ့အတန်ကိုဆင့်ကြံတယ်မှာကြားလာပေမဲ့ဘာမှမရှိမနေပါဘူးတစ်ချိန်တည်းမှာပဲရိုဘင်ကသူ့ခန်းထဲမှာထူးဆန်းတဲ့ ူတူပြောတာနေကြောင်းလှန်နိုးလာတယ်။ဘန်ဆိုရဲစီမံကိန်းခေါင်းဆောင်ကခလာကိုဗီဒီယိုခေါ်ခေါ်ပြီးသူမဲ့စိတ်ပြည့်စုံမှုကိုဆိုရင်ကြောင်းပြောတယ်။ဒါပေမဲ့ခေါ်ဆောင်မှုရုပ်တရက်ပြတ်တောက်သွားပြီး AI ကစက်လုံးကြောင်းပုံမှန်မဟုတ်တဲ့ဖြစ်စဉ်တခုဖြစ်နေတယ်လို့ကြေညာတယ်။ခလာပင်မကုန်းဘက်ကိုပြေးသွားတဲ့အခါမှာစက်လုံးကအလင်းနဲ့တခုပြလွတ်နေပြီးစနစ်မှာပြင်နာနေဖြစ်ပေါ်နေရတွေ့တယ်။ဖွေသားတွေကအလင်းဟာလမ်းပြတဲ့အရာလို့ထင်ကြတယ်။ အဲကဆက်လုံးကထွက်လာတဲ့အတန်းကိုဖမ်းပြီးဒီဟုလက်တင်လို့ဖျားသခင်လို့တစ်ခါတစ်ခါပြောနေရအောင်ခါလာ question စိတ်ဖျားလိုက်တယ်ရိုဘင်ကထဲလန်သွားပြီးပြင်သွားဖို့တောင်းဆိုရယ်ခါလာကဆက်လက်မသွားပဲ pants ကို drain ပို့ဖို့ဆက်သွေးပြင်ကောင်းမှဆောက်တဲ့နေလို့ထင်ပေမဲ့ဖောကဆက်သွားဖို့ဆုံးဖြစ်တယ်ရိုဘင်ကဒီအလင်းဟာဖျားသခင်ရဲ့တရားစီရင်ရက်လို့ယုံကြည်ပြီး mission ကိုဖျက်သိမ်းဖို့ထပ်တောင်းဆိုရယ်ဖွေသားရီသူ့ကိုစစ်စစ်ရဲ့ခါမှသူငုံရအောင်တွေ့တယ် နောက်ပိုင်းမှာ roaming ပြုတ်သွားပြီးခလာနဲ့ဖွဲ့ကရှာတဲ့အခါမှာသူကကွန်တက်လိုင်းနဲ့မှာဘာသာရေးသင်ကြီးတာတွေနဲ့အတောက်ထွင်းရင်ထူးဆန်းတဲ့အလင်းတွေကြောင့်မရှိနေတော့တွေ့တယ်။ text ဆိုတဲ့ဖွဲ့သားဟိုသူကတွေ့ပြီးထိတ်လောင်အော်တန်ကိုကြားတယ်။ခလာရောက်တဲ့အခါမှာ text တင်ပြီး roaming ကခလာကိုတစကားပြန်ဖမ်းတယ်။ roaming က pocket တစ်ခုဖုံးထားတယ်လို့ပြောပြီးအာကသရင်ကိုတိတ်ငိမှုတိုက်သွင်းတယ်။ဒါပေမဲ့ pocket က roaming ကိုတနက်နဲ့ပြစ်တက်လိုက်တယ်။ ခါလာကဖောကမေးတဲ့ခါမှသူကဘာမှမသိဘူးလို့ညင်မစိတ်ဆိုသွားတယ်။နောက်ဆုံးမှာအာဂတယင်ကဆက်လုံးပေါ်ဆင်းတဲ့။ဘန့်စ်ကဖုံးစပြီးကပါမင်းပေါ်မှာလာသူအဆောက်အဦတတောင်းပေါ်လာပြီးဆက်လုံးကဒီရဲ့နောက်ဝင်မှာရှိတယ်လို့ယုံကြည်ကြောင်ပြောတယ်။ခါလာ Uff ရှောင်းလို့ဆက်လုံးပေါ်ဆူဆဲမထွက်လာတယ်။အဆောင်အုံးဟာသူကစကားပေါက်သူဖြစ်ပြီး even horizon လို့ခေါ်တဲ့အတင်းတကူပါတယ် ရုပ်တည်ရဲ့အလေးနက်နဲ့အမိတမိတယောက်ပေါ်လာပြီးဖန်ဆင်းရှင်ကိုသာပြောနေတယ်လို့ AI ကဖာသာပြန်ပေးတယ်။ဒီကားရဲဝင်သူတွေကငင်းချမ်းမှုရမယ်မဝင်သူတွေကစက်လုံးကပောက်ဖြစ်စီတဲ့ခါသေးမယ်လို့ပြောတယ်။မိသမီးကခလာရဲ့အမိပုံစံပြောင်းသွားပြီးသူသမီးကိုတွေးဖို့ဆွဲခေါ်တယ်။ခလာကားရဲဝင်သွားပြီးဆွေမျိုးသူခုကိုမြင်ပေမဲ့အကသာရင်ပေါ်ပြန်နိုးလာတယ်။ Oof ကရှောင်းထိပ်သွားပြီးခလာပြင်းယူလာခဲ့တယ်လို့ပြောတယ်။ ခလာကဘန့်စ်နဲ့ဖောကိုတနည်းအဝင်ပြီးရှောင်းရည်သေးဆုံးမှုစုံစမ်းနေနောက်ဆုံးမှာဖောရဲ့အခန်းတွေကတနက်နဲ့ဖိုင်နယ်ကိုတွေ့ပြီး Ulf ကိုယင်ဆိုင်တယ် Ulf ကရှောင်းကိုတတ်ခဲ့တယ်လို့ဝန်ခံပေမဲ့ခလာကမတတ်ချင်ဘူးဘန့်စ်ကဆက်လုံးကိုသူပန်သေးခဲ့တာပြီးပြီးလိုးရီလျှော့ချဖို့လိန်ရန်မှုတစ်ခုလို့ဖွင့်ရတယ်ခလာရဲ့ဥကောင်းလေးကချစ်ချောင်းသူမိသားစုချောင်းကိုကြောက်ရတာပါ ဘန့်စ်ကအာဂတာယင်ကိုဖျက်ဆီးဖို့မေ့ပေးတဲ့အခါခလာနဲ့ဥဖ်ကစလုံးကိုဖျက်ဆီးဖို့ဆုံးဖြတ်တယ်။ဥဖ်ကခလာကိုကဘာမျိုးပြန်သွားပြီးမန်တရားကိုပြန်ပြောဖို့ပြောပြီးစလုံးကိုဖျက်ဆီးဖို့ကိုယ်နိုင်နေခဲ့တယ်။ခလာတျောက်တဲ့ကဘာကိုခုနှစ်ကြာခရီးပြန်ဆက်ခဲ့တယ်။